ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA ရို့အကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စက်တင်ဘာလ24ရက်နေ့အထိဒီကြောက်ဖြူဒေသထဲမှာတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ကြောက်ဖြူမြို့နယ်ထဲကမင်းတပ်တော်အာကလပါပြီးတော့ပြားတဲတဖန်ကားစတဲ့ရွာတွေဘက်မှာတိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။စစ်တပ်ကအဲ့ဒီဒေသတွေထဲကိုအာထိုးစစ်ဆင်လာတဲ့အတွက်အခုလိုမျိုး ိုက်ပွဲတွေပြန်ဖြစ်နေတာလို့ဆိုကြပါတယ်။အာရခတက်တော်ဟာဒီစစ်ကော်မရှင်တက်နဲ့ပဲတိုက်ပွဲတွေဖြစ်နေတာမျိုးမဟုတ်ပါဘူး။ရခိုင်ပြည်မောင်းတော်ဒေသဘက်မှာဆိုရင်တော့ဒီစစ်ကော်မရှင်တက်နဲ့ပူးပေါင်းနေတဲ့အာစာ RSO လက်နက်ကိုင်အဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေရှိနေပါတယ်။အာစာ RSO ပူးပေါင်းအဖွဲ့တွေနဲ့ဒီအာရခတက်တော် AA တို့ဟာဆိုရင်အထက်အင်းချောင်းပြီးတော့အောက်အင်းချောင်းနဲ့ဒုံညိုရွာတွေနားမှာတိုက်ပွဲတွေဖြစ်နေတာလို့ရခိုင်ဘက် ်ကလာတဲ့သတင်းတွေကဆိုပါတယ်။အာဆာနဲ့ RSO ပူပေါင်းအဖွဲ့တွေက မောင်းတော်ဒေတာခန်ရွာသားတွေကိုလည်းဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတယ်လို့ရခိုင်သတင်းတွေကဖော်ပြကြပါတယ်။